ားလုံးမင်္ဂလာပါရှင်။ကျွန်မ memory မှတ်ဉာဏ်ပိုင်းနှစ်ရဲ့မေးလျော့ခြင်းအကြောင်းတွေကိုဆွေးနွေးပေးနေခြင်းဖြစ်ပါတယ်။အဲ့မှာဆိုရင်သိပ္ပံပညာရှင်တွေကဒီကျွန်မတို့ရဲ့အတွေ့အကြုံမှာတစ်စက္ကန့်ကိုအတွေ့50 bit လောက်ဖြစ်နေတယ်။တစ်ရက်မှာဆိုရင်အတွေ့ပေါင်း6000လောက်ဖြစ်နေတယ်။အတွေ့ပင်လေကြီးပေါ့နော်အများကြီးကိုဖြစ်နေတယ်။ကျွန်တော်တို့ရဲ့မြတ်စွာဘုရားမြတ်ဗုဒ္ဓကကြတော့ဒီမှာဒီသူကယုတ်ကလေး 9000နန်ဂရီတသိန်းဟာစက္ကန့်တိုင်းမှာဖြစ်နေတယ်ဆိုတာလေးကိုဒါဒါမျိုးတွေဖြစ်နေတာဖြစ်တဲ့အတွက်ပေါ့နော်အကုန်လုံးကို process လုပ်နေလို့ဒါဆိုရင် overload တွေဖြစ်သွားမယ်အဲ့လိုမဖြစ်အောင်ဒါအဲ့လိုသူ့ရဲ့တဘာဝကကိုပဲဒီလိုမျိုးတွေ overload တွေမဖြစ်အောင်မေးလျော်ခြင်းတွေရလဲဖြစ်ပေါ်လာရတယ်ဆိုရဲအကြောင်းရင်းတစ်ခုထဲမှာပါတယ်ဆိုတာလေးကိုကျွန်မဆွေးနွေးပေးသွားပါတယ်ပြီးခဲ့တဲ့မနေ့ကဆိုလို့ရှိရင် ရောက်လာတဲ့တည်င်းချက်လက်တွေ sensory ရဲ့ကိုအကုန်ရောက်တာမဟုတ်ဘူးတည်င်းချက်လက်တန်းကအချို့ကိုရောက်လာတယ်ရောက်လာတဲ့အချို့ကလည်းပဲသူဒီထဲမှာဟို short term memory တွေကိုကြားရတယ်အချို့တစ်ဝက်ပဲရောက်သွားတယ် short term memory တွေကနေပြီးတော့ long term memory တွေကိုလည်းတချို့ပဲရောက်တယ် long term memory တွေမှာရှိရင်သတင်းကျလက်တွေကိုအလုံးထုတ်အလုံးလုံးနိုင်မှုတွေပြန်ထုတ်တဲ့အခါမှာလည်းအကုန်လုံးကိုပြန်မထုတ်နိုင်ဘူးအနှဲငယ်ကိုပဲပြန်ထုတ်ပေးနိုင်တယ်အဲ့ဒီကြား memory ရဲ့အစင်တိုင်းအစင်တိုင်းမှာ forgetting နေ forgotten နေဖြစ်ပေါ်နေတယ်ဆိုတာလေးကိုကျွန်မဆွေးနွေးပေးခဲ့တာပါဆွေးနွေးပေးထားခဲ့ပါတယ်ယနေ့မှလည်းပဲ အဲ့ဒီမေးလျော့ခြင်းနဲ့ပတ်သက်ပြီးတော့ကြလန့်ပြီးတော့ဆွေးနွေးပေးသွားမှာဖြစ်ပါရဲ့ဒီမှာဆိုရင် မေးလျော့ခြင်းမှာ short term memory တွေကနေပြီးတော့ဒီရလာတဲ့သတင်းချက်လက်တွေပေါ့နော်ဒါတွေကို encoding ဒါမလုံနိုင်ဘူးဆိုလို့ရှိရင်သူကဘာဖြစ်သွားမလို့ဆိုရင် forgetting ဆိုတဲ့မေးလျော့ခြင်းဆိုတဲ့စီကိုရောက်သွားပြီးတော့ long term memory ရဲ့ကိုရောက်ရှိလာမှာမဟုတ်ဘူးဆိုတာလေးကိုပထမအဆုံးဆွေးနွေးပေးပါရစေ အဲဆိုရင် short term ကိုရောက်လာတဲ့တရင်အချက်လက်တွေတိုင်းကလည်းကျမတို့ long term ကိုရောက်သွားမှာမဟုတ်ဘူး။အဖြစ်သားမလို့ဆိုရင်ဈားထဲမှာသူဟာ forgetting နေဖြစ်ပေါ်လာနိုင်တယ်။အဲ့ဒီလိုပါပဲ။ဒီ mail ရောအချင်းမှလည်းပဲကျမတို့ဒီ retrieval ပြန်ဒီကဒီပြန်ထုတ်ဖို့အတွက်ပေါ့နော်။ကျမတို့ long term memory တွေရဲ့တရင်အချက်လက်တွေကိုဒီအလုံးလုံးနိုင်မှုအတွက် working memory တွေကိုရောက်ရှိလာဖို့ဆိုရင်အဲသူမှဒီလိုမျိုးလုံးဆောင်တဲ့အချက်လက်တွေမှလည်းပဲ ပြန်ပြီးတော့ထုတ်မပေးနိုင်ဘူး retrieval မလုပ်နိုင်ဘူးဆိုလို့ရှိရင်လည်းသူဘာပြောမှာပဲဆိုရင် forgotten forgotten ဖြစ်ဦးမှာပါဒါဆိုရင် forgotten ဖြစ်တာတွေဟာသူ့ရဲ့ memory state တိုင်းမှာဖြစ်ပေါ်နေတယ်ဆိုတာလေးကိုစဉ်းနွေးပြရခြင်းဖြစ်ပါတယ်အဲ့လိုပါပဲကျမတို့ဒီမှာဆိုရင်ဒီကျမတို့ပတ်ဝန်းကျင်မှာရှိနေတဲ့ဒီပေါ့နော် သတင်းချက်လက်တွေကိုရောက်လာမယ်အဲ့ဒီသတင်းချက်လက်တွေအားလဲ sensory memory ထဲမှာဟောပဲသူကအတန်းရှင်းမရှိဘူးဆိုရင်ဘာလို့ဖြစ်အောင်လို့ဆိုရင် မေးလျော့မှုဆိုတာဖြစ်ပေါ်လာအောင်မှာပါပဲအဲ့လိုပဲ short term memory တွေကိုရောက်လာတဲ့သတင်းချက်လက်တွေဟာ rehearsal တွေမလုပ်ဘူး review တွေမလုပ်ဘူးဒါ repetition တွေမလုပ်ဘူးဆိုလို့ရှိရင်ဘာဖြစ်အောင်မှာပဲဆိုရင် forgotten ဖြစ်အောင်မယ်အဲ့လိုပဲဒီက long term memory တွေကိုရောက်လာတဲ့သတင်းချက်လက်တွေကိုလည်းပဲ ုနလိုပဲပေါ့နော်ထိမထားနိုင်မှုဆိုရင် forgotten ဖြစ်မယ်ဆိုရင် retrievability ကိုရောက်ရှိလာမှာမဟုတ်ပါဘူးရှင်ဒါကြောင့်ကျမတို့ဒီ mari so memory more မှာကိုပဲသူတို့တွေဟာပေါ့နော်အချိန်တိုင်းအချိန်တိုင်းမှာဟိုပဲဒီ forgotten နေရာဖြစ်ပေါ်နေတယ်ဆိုတဲ့အကြောင်းအရာလေးတွေကိုဆွေးနွေးပြရခြင်းဖြစ်ပါတယ်အဲ့မှာဆိုရင်ဒီမှာဆိုရင်ဂျာမန်ဆိုက်ကောလော်ဂျစ်ပညာရှင်ကြီးဟာန်မင်းကဘာပြောထားတော့ဆိုလို့ရှိရင် ပေါ့နော်ဒီအန်မန်ဆိုတာကျွန်တော်တို့ဒီ1885ခုနှစ်ဆိုတော့ကျွန်တော်တို့တီဘောမင်းပါတော်မူတဲ့နှစ်ပေါ့နော်ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကဒီကအကြောင်းအရာကိုဆွေးနွေးထားခြင်းဖြစ်ပါတယ်ဒီမှာဆိုရင် forgetting ကပ်ပလေးနဲ့ပေါ့နော်ဒါဘယ်လိုတွေမေးလျော့ကြတယ်ပေါ့ဘယ်လိုဖြစ်ပေါ်ကြတယ်ဆိုတာလေးကိုဆွေးနွေးသူကဖော်ထုတ်ထားတဲ့ချက်ကလေးကိုကျွန်မကဆွေးနွေးပေးခြင်းဖြစ်ပါတယ်ဒီ Harman ဆိုတဲ့ပညာရှင်ကြီးက စားတော့ကတော့သူဟာ100%မှတ်မိတယ်အဲ့ဒီလေဝါနေပြီးတော့တပတ်လောက်လဲရတော့ဒီ memory ထဲမှာရှိရဲ့သတင်းအချက်လက်တွေဟာသူပြန်လဲမှတ်မိဖို့ကြတော့မလွယ်ကူတော့ဘူးဘာလို့မလွယ်ကူတော့လဲသူကြားထဲမှာသူ့ကို relance နေ review တွေဒါ rehearsal တွေမလုပ်တော့တဲ့မလုပ်တာဖြစ်တော့တဲ့အတွက်သူဟာမှတ်မိဖို့ပြန်လဲမှတ်မိဖို့ ဒါအရာနောင်းကအင်မတန်ကိုနည်းသွားတယ်ဆိုတာလေးကိုဒီကဟာမင်းဆိုတဲ့ဒီဂျာမန်ဆိုက်ကောလော်ဂျစ်ပညာရှင်ကြီးကနေပြီးတော့လေ့လာဖော်ထုတ်ထားချက်လည်းဖြစ်ပါတယ်ရှင်။အဲ့ဒီမှာဆိုရင်ကျမတို့ဒီပညာရှင်ကြီးကဘာလုပ်ခဲ့တုန်းဆိုလို့ရှိရင် Nancy Silver Ward ဆိုတာကြတော့သူကအတိတ်ပဲမရှိရဲ့အတိတ်ပဲမဲ့နေတဲ့အဲစကလုံး၃လုံးပေါ့နော်စကလုံး၃လုံးကိုဒါသူကစကလုံးမောင်းလူဒီကလူတွေကိုပေါ့နော်ဒါသူ လေးလာတုံးသက်မှုတွေလုပ်ခဲ့တယ်။အဲ့ဒီတဲမှာဟိုပဲပေါ့နော်။ဒါအသေးပဲမရှိဘူးဆိုကြတဲ့ကတေးကြတယ်မှတ်မိမှုကမလွယ်တော့ဘူးမှတ်မိနိုင်တော့ဘူး။မှတ်မိမှုအားနေသွားပြီ။အသေးပဲရှိတဲ့စကလုံးတွေကိုပဲမှတ်ညာအား မှတ်မိစေဖို့အတွက်ပို့ပြီးတော့အစင်သင့်ဖြစ်တာပို့ပြီးတော့အားကောင်းစေတာအတိတ်ပဲမဲနေပြီဆိုကြတဲ့အမှတ်မိဖို့ကအာနေသွားပြီအဲဒါပေမဲ့ဒါတွေကိုသူဆက်ပြီးတော့ဒါလေးလာသုံးသက်ချက်တခုကိုလုပ်လိုက်တယ်ဟာမင်းဆိုရဲ့ဂျာမန်ဆိုင်ကောလော်ဂျစ်ပညာရှင်ကြီးကလုပ်တဲ့အခါမှာပထမဦးဆုံးတော့အဲ့မှာသူကစကလုံး2300လောက်ကိုဒါလူတွေနဲ့စမ်းသပ်ခဲ့အဲ့ဒီမှာဆိုလို့ရှိရင်ဒီ2300ကိုချက်ချင်းတရားရဂိုင်းတော့မှတ်မိသွားတယ်မှတ်မိသွားတယ်အဲ့ဒီလိုနဲ့20မိနစ်ပေါ့နော်မင်း20လဲကြာအောင် မှတ်မိတဲ့ရာနှုန်းက98ရာခိုင်နှုန်းပဲမှတ်မိတော့တယ်တဲ့အဲ့ဒီလိုနဲ့တနာရီလဲကြာဟော54ရာခိုင်နှုန်းပဲဖြစ်တော့ရရှိသွားပါတယ်ဒါဆိုစကရေကသူကအဓိပ္ပာယ်ကလည်းဟိုမရှိအဓိပ္ပာယ်မဲအဓိပ္ပာယ်မရှိရလဲတစ်ချက်အရေးကြီးတဲ့အချက်ချက်အနေနဲ့ပါမယ်နောက်ပြီးတော့ကြာတော့ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်သူကအဲဒီ attention မရှိရလဲပါမယ်နောက်တစ်ခါ ရဟာဇဲတွေ review တွေမရှိရလဲပါမယ်အဲ့ဒါဆိုရင် तू อ่ะကြားလေးကြားလေးဘာဖြစ်သွားအောင်စီမိမိသွားတာပါအဲ့မှာ9နာရီလဲကြာတော့36ရာခိုင်နှုန်းပဲမှတ်မိတော့မယ်ဟောတစ်ရက်လဲကြာတော့33ရာခိုင်နှုန်းဖြစ်သွားမယ်နှစ်ရက်ကြာတော့25ရာခိုင်နှုန်းဟောတစ်လပေါ့နော်31ရက်လဲကြာအောင်27ရာခိုင်နှုန်းပဲမှတ်မိတော့တယ်ဒါဟာအဓိကစကလုံး2300အဓိပ္ပာယ်မဲ့တဲ့စကလုံးတကယ်သူတွေပေါ့နော် alphabet အစုလေးစကလုံး3လုံးတစုတစုပါတဲ့2300 စကလုံးလေးကို तू ကနေပြီးတော့နေလာစမ်းတဲ့ဖော်ထုတ်ခဲ့တာပါ။ဒါဆိုရင်ကြာလေး तू ကဘာဖြစ်သွားလို့ဆိုရင်ဒါမေ့သွားစီတယ်။ဒါဘာလို့မေ့သွားစီရတော့ဆိုရင်ပြန်ပြီးတော့ relanding နေမလုပ်လို့ attention မထားလို့မေ့သွားစီတယ်ဆိုတာလေးကိုဒီ Harman ဆိုတဲ့ဒီ German psychology ပညာရှင်ကြီးကလေးလာဖော်ထုတ်ထားတာလေးဖြစ်ပါလေရှင်။အဲ့ဒီမှာဆိုရင်ဒီမှာဆိုရင်ကျမတို့ဒီရလာတဲ့သတင်းချက်လက်ဒီမှာဒါလဲ forgetting ကပ်လေးပါ။ तू က reputation တွေလုပ်ဖို့လိုတယ်။ပထမဦးဆုံး data တွေရလာမယ်။အဲ့ data တွေကို reputation လုပ်ရမယ်။ဒါဆိုပို့ तू ကကြနေတဲ့အနေပြန်ပြီးတော့ပို့ပြီးတော့မှတ်မိလာမယ်။အဲနောက်တစ်ခါထပ်ပြီးတော့ reputation တွေလုပ်မယ်။အဲ့လိုမျိုး reputation ထပ်ခါထပ်ခါလေ့လာကြည့်အနည်းဆုံးဘယ်နှကြိမ်လောက်လုပ်ရမလို့ဆိုရင်၅ကြိမ်လောက်လုပ်ရမယ်။ဒါမှဒီသတင်းချက်လက်ကိုမှတ်မိစေမယ်။ဒီလိုဆိုလို့ရှိရင်မေးလျော့မှုတွေ forgetting တွေဖြစ်မယ်။ ဲ့ဒါမေးလျော့ခြင်းတွေဖြစ်ပေါ်လာမယ်။ဒါဆိုရင်ဒီကပညာရှင်ကြီးကလေ့လာဖော်ထုတ်ချက်ရပါတော့။ repetition တွေ review တွေ relearning တွေ rehearsal တွေဘယ်လိုပဲပြောပြောပေါ့နော်။ဒါစကားသူ့ရဲ့ဟိုကတော့ဒါပြန်လဲလေ့ကျင့်ခြင်းတွေပြန်လဲသုံးသပ်ခြင်းတွေပြန်လဲလေ့လာခြင်းတွေပြန်လဲသင်ယူခြင်းတွေပြန်လဲမှတ်သားခြင်းတွေပေါ့နော်။အတူတူပါပဲ။အဲ့အရာတွေကိုဒါအနည်းဆုံး၅ချိန်လောက်လုပ်မှမှတ်ညံနေမှာပို့ပြီးတော့ဆွေးမြေ့တယ်။ မမိအားကိုပိုကောင်းစေမှာဖြစ်ပါတယ်။နှုတ်မဆိုရင်တော့ forgotten နေဖြစ်ပေါ်နေမှာပါတဲ့။ဒါအဓိကပညာရှင်ကြီးအမင်းကနေပြီးတော့ဒေတာဖုတ်ထုတ်ထားလေးကိုကျမတို့ကပြန်ကျမကနေပြီးတော့ပြန်လဲဆွေးနွေးပေးခြင်းဖြစ်ပါတယ်။အဲလိုဆိုလို့ရှိရင်ကျမတို့တွေဒီကလေးလာဆွေးနွေးချက်တွေကိုသုံးသပ်ခြင်းအဖြစ်ပေါ့နော်။ဒီမှာဆိုလို့ရှိရင်ဒီ put a holiday return on booking.com ဒီမှာတို့ကဒါ e-learning နေနဲ့လဲရတယ်။ တကယ်မှသူတို့ဒီစာအုပ်ကလေးတွေကိုအိမ်ကိုလည်းမှားသွားလို့ရတယ်။ဒါဆိုရင်ဒီလိုမျိုးလေးတွေပေါ့နော် ပြန်လဲပြီးတော့ထပ်ဆင့်လေးလာခြင်းတွေပြန်လဲပြီးတော့တက်ပြီးတော့ထပ်ပို့ပို့ပြီးတော့လေးလာမှုတွေလုပ်မယ်ပို့ပြီးတော့ပြန်လဲသုံးသက်ခြင်းတွေလုပ်ဆောင်မယ်အဲ့ဒါဆိုရင် မှတ်ဉာဏ်ကိုပိုအားကောင်းစေနိုင်တယ်ဒီလိုမျိုးလေးတွေဆောင်ရွက်ခြင်းပေါ့နော်ဒါကလည်းမှတ်ဉာဏ်အားကိုပိုပြီးတော့ကောင်းစေအောင်လို့ခုနလိုမျိုးမေးလေးရောမှုတွေညှော်နှဲသွားအောင်လို့ဒါပြန်လဲပြီးတော့ဆက်ဖက်ခြင်းလုပ်ငန်းတွေနဲ့ပြန်လဲလေ့လာသုံးသပ်ခြင်းတွေပြန်လဲဒါတင်ယူခြင်းတွေကိုလှုံ့ဆော်ပေးခြင်းဖြစ်ပါတယ်အဲ့ပါဆိုလို့ရှိရင်ကျမတို့ဒီနေ့လေ့လာခဲ့ရတာဆိုလို့ရှိရင်ကျမဆွေးနွေးပေးခဲ့တာပေါ့နော်ဒီနေ့ဆွေးနွေးပေးခဲ့ရဆိုရင်မေးလျော့ခြင်းတွေဟာ long term memory ကိုမရောက်ခင် short term memory ထဲမှာကိုပဲ encoding မလုပ်နိုင်ဘူးဆိုလို့ရှိရင်ဒါ forgot forgotten ဖြစ်မယ် forgotten ဖြစ်မယ်အဲအဲ့လိုမျိုး forgetting နေမဖြစ်အောင်မလုပ်ရမလို့ဆိုလို့ရှိရင်ဒါ attention ရှိရမယ် rehearsal တွေရှိရမယ် အဲ့လိုပဲကျမတို့ဒီ long term memory တွေကိုရောက်သွားတဲ့သတင်းအချက်လက်တွေအားလည်းပြန်လဲအလုံးလုံးနိုင်မှုအတွက် working memory တွေကိုပြန်လဲထုတ်ယူတဲ့အခါမှာ short term memory တွေကိုပြန်လဲထုတ်ယူတဲ့အခါမှာအကုန်လုံးကိုမထုတ်ယူနိုင်ပါဘူး။သူကလည်း decay တွေဖြစ်တယ် forgotten နေဖြစ်ပါတယ်။အဲ့ဒါဟာဘာလို့ဆိုရင် မေးလျော့ခြင်းကြောင့်မှဒီလိုမျိုး မေးလျော့ခြင်းတွေဟာအကြောင်းအရာ အမျိုးမျိုးပေါ်မှာမူတည်ပြီးတော့ဖြစ်ပေါ်နေပါတယ်ဆိုတဲ့အကြောင်းလေးကို တက်ကပညာရှင်ကြီးမဟာမန်ပေါ့နော်ဒါသူကကြတော့ German psychologist ပညာရှင်ကြီးက1885ခုနှစ်မှာလေးလာ ဖော်ထုတ်ထားချက်ကလေးတွေကိုကျောင်းအားကနေပြီးတော့ယနေ့ဆွေးနွေးပေးသွားရင်းဖြစ်ပါတယ်။နောက်နေ့နေမှာလည်းပဲကြန့်ရှိနေတဲ့ဆွေးနွေးစရာရှိတဲ့အကြောင်းအရာတွေကိုဆက်လက်ဆွေးနွေးပေးသွားပါမယ်လို့ပြောကြားရင်းနဲ့ကျမရဲ့ယနေ့ဆွေးနွေးချက်ကလေးကိုညီကုန်းချုပ်ခွင့်ပြုပါရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။